အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့မြောင်းမြပြည်သူစေုံကြီးအခမဲ့ဈေးပေးဝေဌာနကဝန်ထမ်းတွေဟာတန်ဃာတော်တွေအပါအဝင် ပြည်သူတွေကို မောက်မစွာဆက်ဆံနေတဲ့ဆိုတဲ့သတင်းမှာအေရဝတီတိုင်းမြောင်းမြမြို့နယ်မြောင်းမြခရိုင်ပြည်သူစေုံကြီးအခမဲ့ဈေးပေးဝေဌာနကဝန်ထမ်းတွေဟာတန်ဃာတော်တွေအပါအဝင်ပြည်သူတွေကိုမောက်မစွာဆက်ဆံနေတယ်လို့ဒေသခံပြည်သူတွေကသတင်းပေးလာခဲ့ပါတယ် ညအချိန်ရောက်ရှိလာတဲ့အရေးပေါ်လူနာတွေကိုလိုအပ်တဲ့ဆေးမထုတ်ပေးတာဆေးထုတ်ပေးဖို့စားမျက်စာတဲ့အစုံအလင်နဲ့သွားရောက်ထုတ်ယူမှုကိုလည်းအလိမ်မထားပယ်ချတာဆေးရရှိဖို့လမ်းညွန်ချက်တောင်းခံရမှာလဲမိမိတာဝန်မဟုတ်တာကြောင့်ကိုယ့်ဘက်သာစုံစမ်းပြီးပြန်လာဖို့ပြောဆိုမှုတွေရှိတယ်လို့သိရပါတယ်။ဦးစင်းတပါ AB ၄ရက်နေ့ညပိုင်းမှာနှလုံးရောဂါနဲ့အရေးပေါ်ဆေးရုံတက်ရတယ်။တူနာပြုတ်နဲ့ဆရာဝန်တွေကတော့ ကောင်းကောင်းကုပေးပါရယ်ဈေးလိုတော့သွားထုတ်တော့ဆရာဝန်လက်မှတ်ပါမဝယ်လို့ရမယ်လို့ပြောလို့တယ်ဘယ်မှာယူရမလဲမေးတော့ ဒါငါလုံးမဟုတ်ဘူးကိုမသာစုံစမ်းလို့ပြောတယ်ဇာဝင်လက်မရတော့စေးသွားပြန်ထုတ်တော့စာရွက်ကိုသူ့လက်ထဲမထည့်ပေးလို့ဆိုပြီးပြက်တနာရှာတယ်စာရွက်ထားတဲ့နေရာမှာသူ့ကိုပေးတာကိုမရဘူးအမရဲ့အရေးကြီးလို့ပါဗျာပြောတော့ငါကယူနီဖောင်းနဲ့တော့ဆိုပြီးမောက်မောက်မမပြောတယ်ဒါကျွန်တော်တငယ်ချင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတာလို့စေးရုံဝန်ထမ်းတွေရဲ့မောက်မောက်စွာဆက်ဆံမှုကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့တငယ်ချင်းဖြစ်သူကပြောပါတယ် အရေးပေါ်နှလုံးရောဂါနဲ့ဆေးရုံတက်နေရခြင်းပြည်သူဆေးရုံရဲ့ဝန်ဆောင်မှုဟာအဆင်မပြေတာကြောင့်လူနာဦးစင်းကိုခေါ်ယူကာဆေးရုံပြောင်းခွင့်တောင်းခံခဲ့ရမှာလဲဆရာဝန်တွေကပြောင်းရွှေ့ခွင့်မပေးတော့ဘဲပြောင်းရွှေ့ခွင့်တောင်းဆိုမှုကိုပါညှို့ညင်စွာဆက်ဆံခဲ့တယ်လို့သူကဆက်ပြောပါတယ် ။မြောင်မြဆေးရုံမှာ2024ခုနှစ်ဇူလိုင်လတုန်းကလည်းခွဲစိတ်စရိတ်မတက်နိုင်တဲ့ပြည်သူတအူးကိုဆေးရုံကမောက်မာစွာဆက်ဆံခဲ့ပြီးနှင်ထုတ်ခဲ့တာကြောင့်နှင်ထုတ်ခံခဲ့ရတဲ့လူနာဟာခုခုကိုအဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်ရှင်။ကျမနွယ်ပါ။